ဒီနေ့တိုင်းထိုင်းမြန်မာနယ်စပ်မောတောင်မြို့ကိုကရင်မြို့သားစီယုံ KNU တပ်မဟာလေးနဲ့ BVL တော်လိုင်းပူးပေါင်းဖွဲ့တွေကနေ့ကပဲတင်ပိုင်းလိုက်ပါတယ်။စစ်ကောင်မရှိရမောတောင်ချေဆိုင်နယ်စပ်ဖြူဝါစခန်းချင်းလင်းတိုင်းရင်ခလာရနှစ်နှစ်လေးကို KNU KNL တပ်မဟာလေး BVL တပ်ဖွဲ့တင်းသာရီမြို့နယ်ပကပဖွဲ့စတဲ့တော်လိုင်းပူးပေါင်းဖွဲ့တွေက ပြီးခဲ့တဲ့နိုဝင်ဘာ၁၂ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာမနေ့နိုဝင်ဘာ၁၄ရက်နေ့လယ်ပိုင်းမှာတမျိုးလုံးကိုထိမ့်ချုပ်တိုက်ပတ်နိုင်ခဲ့တာဖြစ်ပါတယ်။ Reserve View ဟာစကန်ချိန်လင်းတိုင်းရင်ခါလာရ၂နှစ်၄မှာရှိတဲ့စစ်ကောင်ရှင်တပ်သား50ဦးနဲ့ရရှိ၃ဦးဟာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးထိုင်းနိုင်ငံဘက်ကိုထပ်ပြေးသွားခဲ့တယ်လို့ Reserve CA ဒေသနေကြီးမြင့်ကအဒုဒုမြန်မာကိုပြောပါတယ်။တိုက်ပွဲတွင်စစ်တုံးမှ46ဖမ်းဆီးရရှိခဲ့ပြီး120မမလက်နက်ကြီး2လက်5.5ဆက်တနက်1လက် 60မမ3လက် RPG နှစ်လက်ပါဝေးလက်နက်ငယ်36လက်နဲ့အခြားလက်နက်ခံရတွေကိုတည်သိရရှိခဲ့တယ်လို့ BBLA တပ်ဖွဲ့နဲ့ CDM ဗိုလ်မှူးတင်လျောင်းတို့ကရုတ်တံဒေသတူမနေ့ကညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီရုတ်တံကိုလူတို့မြန်မာသတင်းဌာနကနေပြန်လည်ဖော်ပြလိုက်ပါတယ်။ပြန်လာပြီးသိပေါ်လာကြတော့ အဲ့တော့ကျွန်တော်တို့ဒါမောတောင်မှာဖက်စီယာမီတုံမန်းနေပါ ခလန်လေးလောက်မပေါ်ချူအဲ့ရတဲ့အီးပေါ့ဟုတ်ရောင်းမြောင်းတဲ့အဲ့လေးမြောင်းမိတာတဲ့ မြို့သိတိုက်ပွဲဖြစ်ပွားနေစဉ်တွင်စစ်ကောင်ရှင်တပ်ဘက်ကလေကြောင်းနဲ့20ကြိမ်ကျော်ထက်မနည်းဘုံးချက်တက်ခတ်ခဲ့တာနဲ့လက်နက်ကြီးတွေပြစ်ခတ်ခဲ့တာကြောင့်ဒေသခံ6000နီးပါးဟာနိုဝင်ဘာ12ရက်ကနေဒီကနေ့ထိထိုင်းနိုင်ငံတွင်းမှာစစ်ပေးတိတ်ရှောင်နေရဆဲဖြစ်ပါတယ်။